Hello everyone ဒီနေ့မှာတော့ Netherlands ကိုရောက်လာပြီးသားသူတွေစေကူတာမှုခံယူခြင်းနဲ့ခါမှဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုအဆင့်တွေကိုဆောင်ရွက်ရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးခြင်းပါတယ်။အဲ့တော့ဒီမှာကျွန်မရဲ့အာမခံကလူတိုင်းမဖြစ်မနေဝေရပါတယ်။ចောင်းသားတွေဆိုလို့ရှိရင်လည်းចောင်းသားအာမခံရှိတယ်ပေါ့နော်။အဲ့ဒါတော့ဈေးပို့ပြီးတော့တတပါတယ်။ဒီနေ့မှာတော့ကျွန်မကတာမှန်သူတွေဝေရတဲ့ကျွန်မရဲ့အာမခံအကြောင်းနဲ့အဲ့ဒီအာမခံနဲ့စေကူတာမှုကိုဘယ်လိုခံယူလို့ရမလဲပါတယ်။ cover ဖြစ်ပြီးတော့ cover မဖြစ်ဘူးလဲဆိုတဲ့အကြောင်းလေးတွေကိုပြပြပြချင်ပါတယ်။အဲ့တော့ဒီလောက်လာပြီဆိုလို့ရှိရင် insurance ဝယ်ရမယ်။ဝယ်ပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့သက်ဆိုင်ရာစီခံပေါ့နော်ကိုယ့်ရဲ့ရက်ကွက်ကပေါ့နော်စီခံမှာ register လုပ်ရပါတယ်။အလို register လုပ်တဲ့အခါမှာတစ်ခါတည်းမှာကိုယ့်ရဲ့စီခံကလူနာအစ်စ်ကိုလက်မခံနိုင်တော့တာဖြစ်နိုင်ပါတယ်။အဲ့တော့ဒီမှာလေစီယောင်းအင်အားနဲ့လူနာအင်အားနဲ့မမျှဘူးပေါ့နော်မမျှတဲ့အခါကျတော့တချို့စီခံတွေတချို့စီယောင်းတွေဒီ သူတတ်မှတ်ထားတဲ့လူနာအရေးအတွက်ပြည့်သွားရင်လူနာလက်မခံဒေါတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ခါကျတော့ကိုရဲ့ရက်ွက်ကိုနဲ့အနည်းဆုံးစေကမ်းမှာကို register လုပ်လို့ရတာဖြစ်ချင်မှဖြစ်မယ်ပေါ့နော်မဖြစ်ရင်နောက်ထပ်ဒုတိယ option အနေနဲ့လက်ခံတဲ့စေကမ်းမှာ register လုပ်ရတယ်ပေါ့နော်အဲ့တော့အဲ့လို register လုပ်ပြီးတဲ့ခါကျလို့ရှိရင်စေကမ်းမှာပြခွင့်ရှိတယ်ပေါ့နော်စေကမ်းပြတဲ့ခါကျလို့ရှိရင်တချို့စေကမ်းတွေကတော့ဖုန်းနဲ့ registration လုပ်လို့ရတယ်စေကမ်းပြဖို့ appointment ယူလို့ရတယ်ပေါ့နော် တချို့ဈေးကနေရတော့ online ကနေတွားလို့ရတယ်များသောအားဖြင့် online ကနေပဲ appointment ယူလို့ရတာပေါ့နော်အဲ့တော့အဲ့လို appointment ယူလို့ရအောင် online မှာလည်းကိုယ့်ရဲ့ account ကို sign up လုပ်ထားဖို့လိုတယ်ပေါ့နော်အဲ့ Luna အရေးအတွက်ပုံမှန်မူတည်ပြီးတော့အကြ ాయి ဆောင်လာတာဖြစ်နိုင်ပါတယ်အကြ ాయి ဆိုတာထပ်ပါတော့ကိုနေမကောင်းနဲ့နေတွင်ချင်းတပြချင်းနဲ့မနေ့ပြန်တပြချင်းနဲ့အဲ့လိုမျိုးကရခဲ့တယ်ပေါ့နော်အဲ့တော့ကိုနေတဲ့မျိုးကလူနည်းနည်းကျဲတယ်ဆိုလို့ရှိရင်လူရည်နည်းနည်းကျဲတယ်ဆိုလို့ရှိရင်တော့ရနိုင်ခြင်းရှိပေမဲ့များသောအားဖြင့်ကတော့ ဆောင်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုသေး specialist ပေါ့နော်ဆေးရုံနေပါတယ်ကိုသွားခြင်းနဲ့အထူးကုလေးနဲ့ပြခြင်းနဲ့ဆိုရင်ကိုပတ်တော့ကိုသွားပြီးတော့ပြလို့မရပါဘူးဆေးစစ်တာလည်းအတူတူပါပဲဆေးစစ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ကိုပတ်တော့ကိုဆစ်လို့မရပေါ့နော်ဆစ်ချင်လည်းဆစ်လို့ရတယ်ဒါပေမဲ့ကိုပတ်စံနဲ့ကိုပေးရတယ်ပေါ့နော်အဲ့တော့ insurance က cover ဖြစ်အောင်ဆိုလို့ရှိရင်တော့ ဒီဆေးဟောင်းရဲ့ဆေးစာနဲ့ပေါ့နော်လွှဲစာနဲ့တွားရတာဖြစ်ပါတယ်စစ်လို့ရောရတယ်ပေါ့နော်ဒါပေမဲ့ကိုပစံနဲ့ကိုပေးရတာပေါ့နော်အဲ့တော့ဒီမှာကအကုန်ကြဆေးကအရန်ကြီးတဲ့အတွက် insurance က cover ဖြစ်အောင်ဆိုလို့ရှိရင်ဆေးဟောင်းကနေတဆင့်တွားပြီးတော့ဆေးဟောင်းရဲ့လွှဲစာပေါ့နော်ဆေးစာနဲ့ဆေးရပါတယ်အဲ့တော့ဆေးစစ်တာလည်းအတူတူပါပဲဆေးဟောင်းနဲ့အရင်ပြပြီးတော့ဆေးဟောင်းကဒါကိုစစ်ဖို့လိုအပ်တယ်ဆိုပြီးဆုံးဖြတ်တော့မှသာဆေးရတာဖြစ်ပါတယ်ကိုစစ်ချင်တိုင်းစစ်လို့မရအောင်ပေါ့နော်ကိုကစစ်ချင်ပေမဲ့ ဆရာဝန်လည်းစစ်ချင်ပါတယ်ဆိုပြီးပြောပေမဲ့တခါတည်းရင်ဆရာဝန်ကဒါစစ်ဖို့မလိုအပ်ဘူးဆိုပြီးတော့စုံဖြတ်ချက်ချတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အခါကျရင်စစ်လို့မရဘူးပေါ့နော်အထူးကုလေးနဲ့ပြချင်တယ်ဆိုလို့ရှင်လည်းအတူတူပဲအရင်ဆုံးသူကဆရာဝန်ကအရင်ကြည့်ပြီးတော့မှသူပါတာသူဒီကုလို့ရတဲ့အခြေအနေမလိုအပ်ဘူးအထူးကိုကိုပြဖို့မလိုအပ်တဲ့အခြေအနေမျိုးလို့သူစုံဖြတ်ရင်သူကလွှဲစားမပေးဘူးပေါ့နော်အဲ့တော့ဆရာဝန်ရဲ့လွှဲစားပါတော့မှဈေးရုံဒီမှာ appointment ယူရတယ်ပေါ့နော်အဲ့ဒါကလည်းလာချီပြီးတော့ကြာတက်တယ်ပေါ့နော်အဲ့တော့ဒီမှာလည်းဆရာဝန်နဲ့လူနိုင်ရမှမျှတော့တော်တော်များများစောင့်ရတယ်ပေါ့နော်နောက်တစ်ခုကကြာတော့ဒီ risk အကြောင်းကိုပြပြပေးခြင်းမှာတဲ့ own risk လို့ခေါ်ပါတယ်အဲ့ဒါဟာဘာလဲဆိုလို့ရှိရင်ကျမတို့ဒီ insurance ဝယ်တဲ့ခါကြလို့ရှိရင်ကိုယ်ပစံနဲ့ကိုယ်အရင်ဆုံးပေးရတဲ့ပစံဖြစ်ပါတယ်အဲ့တော့ဥပမာထားပါတော့2020 2021 2022အဲ့လိုနှစ်စဉ်ရှိရပေါ့နော်အဲ့တော့ဒီနှစ်အတွက်ကိုက insurance ကိုဝယ်လိုက်တယ် ကိုယ့်ရဲ့ own risk ကအများကြီးဆိုလို့ရှိရင်အဲ့ဒီပထမဆုံးကုန်ကြတဲ့ပမာဏကိုကိုယ့်ဘတ်တာကိုပတ်စံအရင်ပေးရတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီ risk တိကုန်သွားပြီးတဲ့နောက်ပိုင်းကိုမှ insurance က cover ဖြစ်ပါတယ်။ဥပမာထားပါတော့ဒီနှစ်အတွက်ကိုယ့်ရဲ့ own risk က800ပေါ့နော်ယူရို800ဆိုလို့ရှိရင်ကိုရပထမဆုံးကုန်ကြတဲ့ဇယိတ်တွေအားလုံးကို800အထိပြေအောင်ကိုကပေးရတာဖြစ်ပါတယ်။အဲ့တော့800နောက်ပိုင်းကုန်ကြဇယိတ်ကိုမ အာမခံကပစံပေးတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ risk ကဘယ်လောက်အများကြီးယူထားလဲဘယ်လောက်နည်းနည်းလေးပဲယူထားလဲပုံမှန်မူတည်ပြီးတော့ insurance ရိတ်ကကွာတာဖြစ်ပါတယ်တချို့ risk အ ਨੇ ဆုံးကိုယူရပေါ့နော်ပမာ385ယူလို့ဆိုပြီးတော့ရှိတယ်အဲ့တော့385အထိပဲကိုက risk ယူထားတယ်ဆိုလို့ရှိရင်ကိုပစံနေရနေအရင်ဆုံး385ကိုပေးရတာဖြစ်ပါတယ်အဲ့တော့385ထပ်ပိုတဲ့ပမာဏကျန်နေတဲ့ပမာဏလေးကိုပဲ insurance က cover ဖြစ်တာဖြစ်ပါတယ် insurance ကလည်း အကုန်လုံးကို cover ဖြစ်တာမဟုတ်ပါဘူး။တော့ခုနပြောသလိုကိုယ်သဘောနဲ့ကိုယ်ကူးတဲ့ဟာမျိုးတွေနောက်သိပြီးတော့ကျမရဲ့အတွက်အရေးကြီးတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အစာကျေစေးလိုမျိုးနောက်ဒီအကိုက်ခဲပျောက်စေးပေါ့နော်ကြက်သားတွေပါတယ်နှာလို့အကိုက်ခဲပျောက်စေးလိုမျိုးအဲ့လိုမျိုးစေးနေဆိုလို့ရှိရင် insurance က cover မဖြစ်ပါဘူးကိုယ်ပစံနဲ့ကိုယ်ပေးရပါတယ်။နောက်ကျမရဲ့နဲ့ပတ်သက်တာမဟုတ်ဘဲနဲ့အလှပနဲ့ပတ်သက်တာပေါ့နော်မျက်နှာမှာ ီအကြောင်းပြောက်အောင်လုပ်ချင်တာတို့အစာရှိတဲ့ဖြင့်အလိုဟာမျိုးတွေအလှပရေးရနဲ့ဆိုင်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်လည်း cover မဖြစ်ပါဘူး။ပြီးရင်အခြေခံ insurance အောက်မှာ မပါတာတွေကသွားတို့မျက်စိတို့မျက်မှန်လုပ်တဲ့ဟာမျိုးတွေမပါပါဘူး။အဲ့ဒါအတွက်ဆိုရင်ကိုယ်ပစံနဲ့ကိုပေးရပါတယ်။ဒါကြီးအလိုဟာမျိုးတွေကို cover ဖြစ်ချင်တယ်ဆိုလို့ရှိရင် insurance မှာ extra ပေါ့နော်အပိုး package တွေထပ်ပြီးတော့ဝယ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီမှာလည်းသွားရပါတယ်ဆိုလို့ရှင်လည်းတကယ်ကျမရဲ့အတွက်လိုအပ်တဲ့ဟာမျိုးကိုပဲ cover ဖြစ်တာဖြစ်ပါတယ်ဟိုအလားဆန်နာရိုဘရေးစတက်တာလို့ဆိုလို့ရှိရင် cover မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဆရာဝန်ကဒါကျမရဲ့အတွက်လိုအပ်တယ်ဆိုပြီးတော့ထောက်ခံပြီးတော့လုပ်ပေးတဲ့ဟာမျိုးဆိုလို့ရှိရင်နော် insurance ကပေးတယ်ပေါ့နော်ဒါက own risk ပေါ့နော်၈၈၅တို့၃၈၅တို့သတ်မှတ်ထားတာသိသိဒီဆရာဝန်အထူးကူတွေနဲ့တွက်ပြတဲ့နော်စစ်စစ်တဲ့ဟာမျိုးတို့အထူးကူတွေနဲ့တွက်ပြတဲ့ဟာမျိုးတွေကို ပြောတာဖြစ်ပါတယ်ပုံမှန်ဆရာဝန်နဲ့ GP နဲ့ပေါ့နော်ပြတာတကတော့အားလုံးကို insurance က cover ဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျမကြီးဆောင်ရှားမှုနဲ့ပတ်သက်ပြီးတော့တည်တည်တည်ထိုက်တဲ့ဟာလေးတွေကိုပြပြပြချင်းဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေဘိုင်